ဒေါက်ဆန်းစုကြည်ကိုနိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးအကျင့်ပြက်လက်စားတဲ့အကျဉ်းသားတာဖြစ်ပါတယ်လို့ PPP ပါတီကဒေါ်သက်သက်ခိုင်ကပြောလိုက်ပါတယ်အဲ့တော့တခိုးကိုလူပြန်ဟစ်တယ်ဆိုတာကရှင်တို့ကမှပြောတာဖြစ်ပါတယ်เนาะရှင်တို့အတွက်ပြောတဲ့စကားဖြစ်ပါတယ်တခိုးတွေကပြန်ပြီးတော့စွတ်စွဲနေတာပေါ့ရှင်ဟုတ်လားလူတယောက်ကိုထောင်ထဲကိုလည်းမတရားဆွဲထည့်ထားတယ်เนาะထောင်ထဲရောက်နေတဲ့လူကိုပါထပ်ပြီးတော့ရှင်တို့ကစော်ကားတိတ်ခါချတယ် ဟင်အဲ့တော့ရှင်တို့အဆင့်တန်းဘယ်မှာလဲဆိုတော့ပြည်သူကမြင်ရပါတယ်နော်အဲ့တော့အရင်တုန်းကတော့ NLD ပါတီထဲမှာဟုတ်လားရှင်တို့လောက် NLD ပါတီကိုဖင်ရက်ခဲ့တဲ့လူတွေလည်းမမြင်ဘူးပါဘူးနော်နောက်တော့ဒီပါတီထဲမှာရှင်တို့လုတ်ပိုင်ခွင့်တိတ်မရှိဘူးဆိုတာသိတော့ရှင်တို့ခုံပြောင်းသွားတဲ့ခုံကူးတွေပဲကျမတို့မြင်ရတာကတော့ခုံကူးတွေပဲအဲ့တော့နိုင်ငံရေးအကျဉ်းသားရှင်တို့ပါဇက်ကဘလို့ပဲခေါင်းစဉ်တက်ပြီးအကျဉ်းသားဖြစ်နေဖြစ်နေ နော်ဒေါ်အောင်ဆန်းစုကြည်ဟာနိုင်ငံရေးအကျဉ်းသားလည်းမဟုတ်ဘူးအကျင့်ပြက်လက်စားတဲ့အကျဉ်းသားလည်းမဟုတ်ဘူးပြန်ဘေးဆွဲခံထားရတဲ့ကောင်းဆောင်တဦးသာဖြစ်ပါတယ်နော်ပြန်ဘေးဆွဲခံထားရတာပါကျမတို့ပြည်သူတွေကအသက်ကိုစတဲ့ပြီးတော့မှအသက်ကိုအပေါင်ခံပြီးတော့မှတိုက်ယူနေရတာဖြစ်တဲ့အတွက်ကြောင့်အမေတော်အောင်စန်းစုကြည်ဟာနိုင်ငံရေးအကျဉ်းသားမဟုတ်ပါဘူးပြန်ဘေးဆွဲခံထားရတဲ့ကောင်းဆောင်တဦးဖြစ်ပါတယ် เนาะအဲ့ဒါကိုလည်း public ကသိပါတယ်ဟုတ်လားတခိုးတွေကတခိုးလို့ပြန်ပြောနေတာကိုလည်း public ကသိပါတယ်เนาะရှင်တို့ခေါင်းစဉ်တွေပုံမှန်တွေအမျိုးမျိုးစွဲကျင်တယ်လို့စွဲပြီးတတ်ထားပြီမဲ့ဒီပြည်သူတွေရဲ့ရှင်ထဲမှာဒီခေါင်းဆောင်ကရှင်သန်နေတယ်ဆိုတာရှင်တို့မျက်မြင်တွေ့ရမှာပါเนาะရှင်တို့တွေ့နေရပါတယ်အဲ့တော့မနာလိုစိတ်ကြီးလွန်အားကြီးပြီးတော့မှဘောင်ဆန်းစွကြီးကိုကျင်းတို့လိုက်ပြိုင်နေတာလေပြည်သူတွေကမြင်ခဲ့ပြီးပါပြီ နော်ဒေါံဆန်းစုကြည်ပြောဟန်ဆိုဟန်တွေကအစရှင်တို့ light အတုယူဘူးပါအစဲခံရလို့ရှင်တို့ညင်သွားတာပါနော်အဲ့တော့လူကယ်ပြန်ဝင်ကြီးကျမမေးမယ်ဘယ်နားမှာကဲပြီးတော့ဘယ်နားမှာပြန်တာလဲဟင်ရေဘေးမှာအမီးတော်မတွေ့ဟုတ်လားငလင်ဘေးမှာလည်းအမီးတော်မတွေ့ကဲမယ်ဆိုရင်မြန်မာပြည်မှာကဲရမယ့်လူတွေအများကြီးပဲနော်ရှင်တို့ဘယ်နားမှာသွားကဲနေရလဲဘာလူကယ်ပြန်မှမဟုတ်ဘူးရှင်တို့လုံနေတဲ့စီဝါရေးတွေကောင်းကောင်းလေပတ်နိုင်ဖို့အတွက်ဘောမနေတဲ့ဘောကယ်တွေပဲဖြစ်တယ်ဘောကယ်ပြန်ဝင်ကြီးတွေပေါ့ရှင်နော် အဲ့တော့အရှက်နဲ့နော်မရှက်တာနဲ့မရှက်တတ်တာရှင်တို့ကတခုမှမရှိဘူးနော်အရှက်မရှိတာနဲ့မရှက်တတ်တာပေါ့ရှင်တို့ကအရှက်လည်းမရှိဘူးရှက်လည်းမရှက်တတ်ဘူးနိုင်ငံတကာကသိတယ်ရှင်ပါဇက်ကပြောတယ်ပြောရဲတယ်နိုင်ငံတကာကသိတယ်ဟမ်နိုင်ငံတကာကဒေါ်အောင်ဆန်းစုကြည်ရဲ့အရေးချင်းကိုလည်းသိတယ်ဒေါ်အောင်ဆန်းစုကြည်ရဲ့စိတ်နေသဘောထားကိုလည်းသိတယ်ဥပဒေအတိုင်းအရေးယူထားတာလူတိုင်းသိတယ်တဲ့အေး အဲ့ဒီဥပဒေကြီးကတုံးစားလို့မရတဲ့ဥပဒေကြီးဆိုတာလဲလူတိုင်းသိတယ်။နော်ပြည်သူတွေလက်မခံတော့တဲ့ဥပဒေကြီးဆိုတာလဲနိုင်ငံတကာကသိတယ်။ရှင်တို့ဥပဒေစာအုပ်ကအိမ်သာထဲမှာပဲတုံးလို့ရတော့တယ်ကျွန်တော်တို့ပြည်သူတွေဈားထဲမှာတော့ဘောမတွေဈားထဲမှာတော့တုံးလို့ရရင်ရမှာပေါ့ကျွန်တော်တို့ကကျွန်တော်တို့ဟာလားအမှန်တရားကိုချစ်မြတ်နိုးတဲ့ဒီနိုင်ငံကိုကောင်းစားစေခြင်းကြတဲ့ပြည်သူတွေကိုပြောတာဖြစ်ပါတယ် เนาะအဲ့ဒီပြည်သူတွေရဲ့ကြားထဲမှာတော့ရှင်တို့ရဲ့စာအုပ်ကအိမ်သာ30စက္ကူလောက်တော့တန်ဖိုးမရှိပါဘူးရှင်တို့ဥပဒေတွေကိုလည်းဘယ်သူမှသွားမဖတ်ဘူးစိတ်လည်းမဝင်စားဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဥပဒေကြီးကဒင်းဥပဒေကြီးဖြစ်နေလို့ရှင်တို့လိုရာဆွဲထားတဲ့ဥပဒေကြီးဖြစ်နေလို့တော့ဆန်းစုတီကိုရှင်တို့နိုင်ငံကြီးအကျဉ်းသားပါဟုတ်လားအကျင့်ပြက်လတ်စားတဲ့အကျဉ်းသားပါလို့ပြောမယ်ဆိုရင် အဲ့ဒီစကားကိုတာဝန်ယူတဲ့အနေနဲ့ရှင်တို့အခုမဲဆွဲနေတဲ့ကာလမှာနော်မြန်မာနိုင်ငံတနိုင်ငံလုံးကိုတပတ်လောက်ပတ်ပြီးမဲဆွဲကြည့်ပါလားဘယ်သူကအကျဉ်းသားလဲဆိုတာပို့ပြီးသိသွားတာပေါ့ဒေါံဆန်းစုကြည်ကအကျဉ်းတောင်ထဲမှာမတရားအချခံထားရတဲ့အကျဉ်းသားရှင်တို့ကတော့မြန်မာပြည်တပြည်လုံးထဲမှာမှတပြည်လုံးကအကျဉ်းချထားတဲ့အကျဉ်းသားတွေရှင်တို့မှာထွက်ပေါက်လည်းမရှိဘူးရှင်တို့တခြားနိုင်ငံတွေကိုသွားမယ်ဆိုရင်တော့ကရှင်တို့ကဟုတ်လား တခြားနေရာတွေကိုသွားမယ်ဆိုရင်တော့မှရှင်တို့ကအဲ့ဒီလေရင်သုံးပြီးတော့ပဲရှင်တို့ကသွားလို့ရမှာဟုတ်လားဒီဘက်မြန်မာနိုင်ငံပြည်နယ်နဲ့ကိုရှင်တို့နယ်လှည့်ပြီးတော့မစင်ရဲဘူးနော်လုံခြုံရေးအပြည့်မရှိဘဲနဲ့လည်းမစင်ရဲဘူးရှိလည်းမစင်ရဲဘူးအဲ့တော့ဘယ်သူတွေကနိုင်ငံရေးအကျဉ်းသားလဲဆိုတာသိအောင်လို့မိသူလူထုကြားထဲမှာတပတ်ပြည့်အောင်ရှောက်ပြပါလားနိုင်ငံကိုတပတ်ပြည့်အောင်ရှောက်ပြပါလားရှင်တို့အခုမဲဆွယ်နေတဲ့ကာလရှင်တို့မဲဆွယ်ရမယ်လေဟုတ်လားတကယ်ကလွတ်လပ်တဲ့ဟုတ်လားပြည်သူလက်ခံတဲ့ ရွေးကောက်ပွဲဆိုလို့ရှိရင်ရှင်တို့မဲဆွေရတဲ့နေရာမှာလွတ်လွတ်လပ်လပ်မဲဆွေလို့ရမှာပေါ့အခုကရှင်တို့အဲ့စောက်ခေါင်းထဲကမထွက်ဘဲနဲ့ရှင်တို့ပြောနေတာပြောနေပြီးတော့မှာရှင်တို့ကိုယ်တိုင်မှပြည်သူကိုပြန်ကြောက်နေရတဲ့အနေထားမဟုတ်ဘူးကာဟင်ကို့အခြေအနေကိုကိုသိဘယ်သူကရှက်ရမလဲဆိုတာကို့အခြေအနေကိုကိုသိဘယ်သူကအကျဉ်းသားလဲဆိုတာကို့အခြေအနေကိုကိုသိရှင်တို့တွေကတကယ်မှအောက်တန်းစားအတ္တသမားတွေပြည်သူဘက်ကိုတစ်စက်မှမကြည့်တဲ့အတ္တသမားတွေပြည်သူကိုဖြစ်ချင်အောင်ဖြစ်ချနှင်းရက်တဲ့အတ္တသမားတွေလူရုပ်မာတွေရှင်တို့တွေအကုန်လုံးကနော်ဟုတ်လားပြည်သူကိုတတ်နေတဲ့ကောင်တွေကို ဟာရပြီးတော့မှရှင်တို့ဘဝတွေကောင်းစားဖို့အတွက်ဘာပြည်သူမျက်နှာမှမကြည့်ပဲနဲ့ပြောရဲဆိုရဲရက်ကွက်ကအောက်တန်းစားတွေပဲကျမတို့အမြင်မှာတော့ရှင်တို့မဲထဲခဲ့အမဲဆွဲခဲ့တာဟုတ်လားရှင်တို့မဲဆွဲခဲ့တဲ့ကာလတွေမဲပဏပြရခဲ့လို့ရှင်တို့စောက်ခွက်ကြီးတွေနဲ့ပြပြီးမဲဆွဲတာမဲပဏပြရခဲ့လို့ပြည်သူရဲ့ယုံကြည်မှုလေးစားမှုဆိုတာအဲ့ဒါပဲရှင်တို့လူမျိုးတွေစီမှာပြည်သူရဲ့ယုံကြည်မှုလေးစားမှုရှင်တို့လိုက်မချာနဲ့ဘယ်တော့မှတွေ့မှာမဟုတ်ဘူးရှင်တို့လူမျိုးတွေကပြည်သူရဲ့သတို့ရေးခွင့်မှာပတ်လက်မျောနေတဲ့ကောင်မတွေပဲ ကိုကိုကူမသိတာကိုတိတ်ခါကူမသိတာကိုဘယ်အဆင်းရောက်လို့ရောက်နေမှမသိတာကျတို့တွေကဘေးပတ်ချလဲမှာတနက်ကင်ပြီးတော့ဝန်းရံပေးနေလို့သာလူဖြစ်နေတဲ့ကောင်းလေကောင်းမလေးဟလာကျတို့ပြည်သူကြားထဲမှာလွတ်လွတ်လပ်လပ်တွားကြည့်လိုက်လေကျတို့အမောက်ပါဖြစ်သွားမှာဟင်အဲ့တော့ကျမတို့အမြင်ပြောရမယ်ဆိုလို့ရှိရင်တော့ဒေါအောင်ဆက်စုကြည်ကမတရားပြန်ပေးဆွဲခံရတဲ့လူသားဖြစ်တယ်ပုဂ္ဂိုလ်တယောက်သားဖြစ်တယ်ရှင်တို့ဒီသားပြည်တွင်းထဲမှာပါထပ်ပေါက်ပိတ်နေတဲ့အကျဉ်းသားတွေ အကျင့်ပြတ်ချစာအကျဉ်းသားတွေဖြစ်တယ်ရှင်တို့ကရှင်တို့ကိုပြောရမယ့်စကားလုံးတွေကိုရှင်တို့ကတခြားလူကိုပြန်ပြောနေတာရှင်တို့လောက်ရက်တွေကိုတခြားလူကိုထိုးချနေတာဟမ်ဆောက်ရှက်မရှိဘူးဆိုတာအဲ့ဒါကိုပြောတာအခုလည်းရှင်တို့ပါတီကျမတို့စောင့်ကြည့်လိုက်ပါဦးမယ်မဲဘဏ္ဍပြရမယ်ဟာလားခိုးထားတဲ့မဲတွေပဲရမှာပေါ့အခုရွေးကောက်ပွဲတော့မလုပ်ရသေးရှင်တို့မဲခိုးတဲ့ပြဿနာတွေတက်နေပြီမဟုတ်လားဟမ်တက်မှာပေါ့ရှင်တို့အကုန်လုံးကတခိုးတွေကြီးပဲတခိုးတွေလုတ်တဲ့ရွေးကောက်ပွဲမှာအချင်းချင်းခိုးပြီးတော့ကိုပြဿနာတက်နေကြတာဟမ်ဆောက်ရှက်မရှိကြတဲ့ဟာတွေ